ထိတ်တန်းခရိုနီတည်တည်ကြီးတွေနဲ့မပတ်သက်ပဲအပြိုစင်ဘွားကိုထိန်ထိန်ခဲ့တဲ့အမျိုးသမီးအမှုပညာရှင်၄ယောက်မြန်မာနိုင်ငံမှာချုံမောလပရဲ့နာမည်ကြီးမင်းသမီးဖြစ်လာပြီဆိုရင်အဆိုပါမင်းသမီးတွေနဲ့အတူတူနေချင်ကြတာကထိတ်တန်းခရိုနီတည်တည်တွေပါအထူးတပြည့်အထိတ်တန်တတိကြီးတွေဟာချောမောလာပါရဲ့အမှုပညာရှင်အမျိုးသမီးတွေကိုစပွန်ဆာပေးတာချစ်ချက်လက်ထက်ကျင်ကြားရရှိပါတယ်။ဒါကြောင့်လည်းအမျိုးသမီးအမှုပညာရှင်တွေတော်တော်များများဟာလေခရိုနီတတိကြီးတွေနဲ့ပတ်သက်ကြရလို့ဆိုရမှာပါ ဒါပေမဲ့လေကိုကျင့်တရားကောင်းမှုကခရိုနီတတိကြီးတွေနဲ့နာမည်ပြက်မရှိတဲ့ထိတ်တန့်မသမင်တွေလည်းရှိပါသေးတယ်။ဒီဗီဒီယိုထဲမှာဆိုရင်တော့ခရိုနီတတိတွေနဲ့ကင်းရှင်းကဂုံတိတ်ခါရှိတဲ့အပြိုစင်ပွားကိုထိန်းသိမ်းခဲ့တဲ့အမျိုးသမီးအမှုပညာရှင်တွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်၁ကင်ဝင်းဝါမြန်မာနိုင်ငံမှာအချောအလားဆုံးတရားဆောင်မသမင်တယောက်ကကင်ဝင်းဝါပါ။ကင်ဝင်းဝါဟာအလားမဲလောကကနေရုပ်ရှင်တရားဆောင်လောကကိုကိုပြောင်းလာတာဖြစ်ကချက်စရာကောင်းတဲ့သူမရဲ့မျက်နှာလေးကြောင့်နာမည်ကြီးပါတယ်။ အထူးတပြေခင်ဝဲဝါကဘာပေါ်မှာအချောလာဆုံးအမျိုးသမီးစင်ရမှာပါဝင်ပူတာပါဒါပြင်ခင်ဝဲဝါချစ်စရာအမွေရာဟန်ပန်လေးတွေနဲ့ချစ်စရာကောင်းတာကြောင့်လည်းခင်ဝဲဝါရဲ့အချစ်ကိုပိုင်းဆိုင်ခြင်းနဲ့ထိတ်တန့်တည်တည်ကြည်ရဲ့အများကြီးပါပဲဒါပေမဲ့လည်းခင်ဝဲဝါဟာထိတ်တန့်ခရိုနီတည်တည်ကြည်တွေနဲ့ပတ်သက်မှုကင်ကင်ရှင်ရှင်နေထိုင်သူပါကဲဝါဟာချက်တူဟန်နေတာကလွဲရင်တခြားသောအမျိုးသားတွေနဲ့နာမည်ပြည့်မရှိပါဘူး။ဒါကြောင့်လေခင်ဝေဝါဟာတတိရိနဲ့ပတ်သက်မှုကင်းရှင်တဲ့အမှုပညာရှင်လို့သတ်မှတ်ရမှာပါ။ နမနဲ့ပုပ်ပုပ်အစရောပုပ်ပုပ်ဟာလေထိတ်တန့်ခရိုနီတထေးကြီးတွေမျက်စိကြားတဲ့အစရောသူလို့ဆိုရပါမယ်အထူးတပြည့်အစိုးရပုပ်ပုဟာရုပ်ရည်ချုံမော်လပကကျစ်စရာကောင်းနေရာကြောင့်လေခရိုနီတထေးတွေကပုပ်ပုရဲ့အချစ်ကိုလိုချင်ကြတာပါ။ဒါမှမဟုတ်လေပုပ်ပုကတော့ဘသူအချစ်ကိုမှ လက်မခံဘဲအပြိုကျေလောက်ကကြကိုရဲတောက်ပါနေရဖြစ်ပါတယ်။ပပိုဟာတကျင်းတွေဆိုသူတို့ကိုပိုင်စီပွားလုပ်ငန်းတွေလုပ်ရင်ဘတ်တူကူညီမမယူဘဲတောက်ထဲတောက်ပါနေရဖြစ်ပါတယ်။ဒါကြောင့်လည်းပပိုကိုနမည်ပြန်မရှိတဲ့ဆိုတော့သူအပြည့်တတ်မှတ်ရမှာပါ။နံပါတ်3အင်ဒရာကျော်စိန်အနုပညာလောကထဲမှာတည်တံ့စွာနေထိုင်ရင်ထိတ်တန့်ခရိုနီတထေတွေနဲ့ပတ်သက်မှုကင်းရှင်းခဲ့တာကတရားစာမင်းသမီးအကယ်ဒမီအင်ဒရာဂျိုဆင်ပါ အင်ဒရာဂျွန်စင်ဟာ2009ခုနှစ်ပိုင်းအနုပညာလောကတဲကိုစတင်ဝင်ရောက်ခဲ့စဉ်ကတည်းကချစ်စရာကောင်းတဲ့အမူအရာတွေနဲ့ပရိသတ်တွေကိုဖန်ဆားနိုင်ကြတာဖြစ်ပါတယ်။ဒါပြင်အင်ဒရာဂျွန်စင်ဟာအလားတရားတွေနဲ့ပြည်စုံတာကြောင့်အင်ဒရာဂျွန်စင်ရဲ့အချက်ကိုလိုချင်ကြတဲ့တထေကြီးတွေလည်းအများကြီးပါ။ဒါပေမဲ့လည်းအင်ဒရာဂျွန်စင်ဟာဘဝသူအနုပညာရှင်သူဖြစ်တဲ့ပြည်သူအုပ်ကိုပဲလက်တက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအင်ဒရာဂျွန်စင်ဟာနမည်ပြမရှိတဲ့လေးစားစရာကောင်းတဲ့အနုပညာရှင်သူအဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။ နမလေးတမွန်မြေထိတ်တန်းခရိုနီတတိရီနဲ့ပတ်သက်မှုကင်းရှင်နဲ့နော်တယ်အနုပြင်အရှင်ရတော့တမွန်မြေပါတမွန်မြေဟာတခိယတကာကအောင်မြင်တဲ့ထိတ်တန်းမင်းသမီးတို့ဖြစ်ခဲ့တယ်လို့ရုပ်ရည်အရလေးချုံပေါ်လာပါပါတယ်။ဒါပြန်တမွန်မြေဟာတရောဆောင်ကောင်းပြီးခနာကိုချိုးစားလဲမင်းကြိုက်ဆိုကြိုက်ပုံစံမျိုးပါ ဒါကြောင့်လည်းတမွန်မြင့်ရဲ့အခြေကိုရာယူပိုင်ဆိုင်ခြင်းနဲ့တထေကြီးတွေကလည်းအများကြီးပါပဲ။ဒါပေမဲ့လည်းတမွန်မြင့်ဟာဘယ်ထိတ်တန်းတထေကြီးကိုမှလက်မတက်ပဲသူမောတကယ်ချက်ကောင်မျက်နှာနဲ့ပြည်သူကပညာရှင်ကိုစစ်နိုင်တဲ့လက်တက်ခဲ့တာပါ။တမွန်မြင့်ရဲ့ဆုံးဖြတ်ချက်တွေကလည်းမှန်ကန်ခဲ့တယ်လို့ဆိုရမှာဖြစ်ကောင်ကိုစစ်နိုင်ဟာတမွန်မြင့်နေမကောင်းတဲ့အချိန်မှာတော့ဆောက်ရှောက်နေရဖြစ်ပါတယ်။ဒါကြောင့်လည်းတမွန်မြင့်ဟာနမည်ပြတ်မရှိပဲခရိုနီတထေတွေနဲ့ပတ်သက်မှုကင်းရှင်းတဲ့အမှုပညာရှင်လို့သတ်မှတ်ရမှာပါ။ ဒီဗီယိုကိုကြည့်ရှုနေကြတဲ့ပိတ်သက်တွေကရောအခုပြောပြခဲ့တဲ့အမှုပညာရှင်အမျိုးသမီးလေးယောက်ကိုဘယ်လိုမြင်ကြလဲဆိုတာပိတ်သက်တို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ page လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာဆယ်လီနုပညာရှင်သတိအကြောင်းများကိုချိန်နဲ့တွင်ညတင်ဆက်ပေးဖို့မှာဖြစ်လို့အသေးသေးသောဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးထိအားဖြင့်ကြည့်ရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်။နောက်ကြောင့်ဒီနေ့တို့ပြန်လာခဲ့ပါမယ်။